မင်္ဂလာပါ2025ခုနှစ်မတ်လ28ရက်နေ့ကမြန်မာနိုင်ငံအလဲပိုင်းကိုလုတ်ခတ်ခဲ့တဲ့အင်အားပြင်းလေရင်ကြီးအလောင်းအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ညထားတဲ့တရင်ရင်မိ5ခုလောက်ကိုခြေခံပြီးတော့ဒီနေ့အသေးစိတ်ဆန်းစစ်ကြည့်ကြအောင်ဟုတ်ကဲ့ဒီအင်္ဂလိပ်က Richard Scale ခုနှစ်တသမာခုနှစ်ခုနှစ်တသမာ9အထိဆိုရောတော်တော်ကိုပြင်းထန်တဲ့ငလိပ်ရင်ကြီးပါပဲဟုတ်ပါတယ် ဒီဆွေးနွေးမှုမှာတော့အဓိကငလျင်ရဲ့တက်ရောက်မှုအထူးတပည့်အဆောက်အဦပျက်စီးမှုတွေမန္တလေးနေပြည်တော်ရန်ကုန်လိုမြို့ကြီးတွေရဲ့အခြေအနေတော့လူတွေရဲ့အထူးကိဆုံရှုံးမှုတွေကိုရရှိထားတဲ့အချက်လက်တွေပေါ်ကနေနားလည်ဖို့စ조사ကြည့်ကြမှာပါဟုတ်ကဲ့တရင်ဆောင်ပါလေအင်ဂျင်နီယာသုံးသက်ချက်တွေတရားဝင်ထုတ်ပြန်ချက်တချို့နောက်ဆက်တွဲငလျင်စည်းနေအဲ့ဒါလေအကုန်လုံးခြုံငုံမိကြည့်ရမှာပေါ့ပထမဆုံးကလေးရဲ့အခြေခံအချက်လေးတွေနဲ့ဆက်လိုက်အောင် မန္တလေးနဲ့စစ်ကိုင်းဒေသနာကိုဗဟိုပြုတယ်1900စနစ်နောက်ပိုင်းအပြင်းဆုံးလို့ဆိုကြလဲနော်မှန်ပါတယ်နောက်ဆက်တွဲငလေးနေကလည်းယာနဲ့ချီပြီးဆက်လှုပ်ခဲ့တာဆိုတော့လေအန်ဒီရဲ့ဘလောက်ရှိနေတာလဲအေးမြန်မာနိုင်ငံကတက်တိုနစ်6ချက်လွာတွေစုံတဲ့နေရာမှာရှိနေတာပါအထူးသဖြင့်အဲ့ဒီစစ်ကိုင်းပြည့်ရွေကျော်ကြီးကအဓိကပဲအေးအဲ့ဒီပြည့်ရွေကျော်ကတော်တော် ရေးပါတာတပေါ်ပေါ့နော် ဟုတ်ပါတယ်နှစ်ပေါင်းများစွာငလင်ကြီးတွေရဲ့အရင်မြစ်ဖြစ်ခဲ့တော့အမြဲတမ်းတတိထားရမယ့်အရာတစ်ခုပါဒီတစ်ကြိမ်ကလည်းအဲ့ဒီပြက်ရွေကျော်လှူချမှုကြောင့်ပဲပြီးရောအဲ့ဒီပင်မငလင်ပင်နောက်ဆက်တွဲပင်အား6.0လောက်ကလည်းမန္တလေးလေးစိတ်အောက်မှာလွတ်သေးတယ်ဆိုတော့ပျက်စီးမှုကိုပိုဆိုးစေခဲ့မှာပဲနော်ဟုတ်ကဲ့ပိုဆိုးစေခဲ့ပါတယ်အဲ့ဒါကလည်းအပြက်အစီးကိုတော်တော်လေးတုတ်ခတ်ပေးခဲ့တာပါကဲမန္တလေးမြို့ကပျက်စီးမှုတွေပဲလက်ကြည့်အောင် အဲ့ဒီမှာ Sky Villa Condo ပူချတာ Golden Country Hotel ပျက်စီးတာတွေကတော်တော်လေးလူပြောများဟဲ့တယ်ဟုတ်တယ်နော် Sky Villa မှာဆိုလူညာနဲ့ချီတေဆုံးတယ်ဆိုတဲ့တည်င်းတွေကတော်တော်ကိုစိတ်မကောင်းစရာပါအင်းဒါပေမဲ့တေဆုံးစာရင်အတိအကျကတော့ဟိုကွဲလဲမှုတွေရှိနေတယ်လို့ကြားတယ်ဆက်ကစားထုတ်ပြန်တာတခြားတည်င်းဌာနတွေပြောတာတွေမတူဘူးပေါ့ဟုတ်ပါတယ်အဲ့ဒါကနောက်ပိုင်းမှာလဲဆွေးနွေးရမယ့်အချက်ပါ မဲ့ဒီအဆောက်အဦကြီးပျိုးကျတာကလည်းအဓိကကတော့အဆောက်အဦကြီးဘေးကင်းရေးနဲ့အရေးအတွေးဆန်နှုန်းတွေကိုမီးမောင်းထိုးပြလိုက်တာတယ်ဒီဇိုင်းလာအရေးတွေးထင်းချုံမှုလားစီကန်းလိုက်နာမှုအားနေတာလားအဲ့ဒါတွေအကုန်ထင်နိုင်ပါတယ် MCDC ကငလျင်အပြီးမှာအဆောက်အဦထောင်ကြည့်ပြီးအန်ဒီရဲ့ရှိမရှိအယောင်တွေခွဲခြားသတ်မှတ်ရတာကိုကြည့်ရင် အရင်ကတည်းကစစ်ဆွေးမှုတွေစီကန်းတင်းကျပ်မှုတွေမှာအားနေချက်တွေရှိနေရသလားဆိုတာမေးခွန်းထုတ်စရာဖြစ်လာတာပေါ့အင်ဂျင်နီယာတွေကလည်း မပြိုသေးတဲ့အဆောက်အဦတချို့ကိုတတိပေးနေတော့မဲဆိုတော့အန်ဒီရေကရှိနေသေးတယ်ပေါ့မှန်ပါတယ်စစ်ဆေးမှုတွေတေချာလုပ်ဖို့လိုအပ်နေတော့မှာဟေ့မြေပြည်တော်ဘက်ကကြည့်ရင်လဲထိခိုက်မှုကမသေးဘူးနော်အစိုးရရုံးတွေဝန်ထမ်းအင်အား70%လောက်ထိတယ်ဆိုတာချန်ဟိုတမရအင်တို့တို့လွတ်တော်တို့လိုအဓိကအဆောက်အဦတွေပါပျို့ကြော့တယ်ဆိုတော့ဟုတ်ကဲ့အဲ့ဒါကတော်တော်အားအားချင်းစီအဖြစ်ခဲ့တယ်ငယ်လျင်ပြင်းတာတခုတည်းမဟုတ်ပဲ့ အဆောက်အဦရရဲ့ခန္ဓာရင်ကလည်းမေကွန်းထုတ်စင်ရဖြစ်လာတာပေါ့ရှေးဟောင်းထုတနာပြတိုက်တို့အမျိုးသားစာကြည့်တိုက်တို့လည်းပါတယ်ဆိုတော့တရားဝင်တေဆုံးထုစလေးဦးဆိုပေမဲ့မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေကတော့ထောက်ချနိုင်တယ်လို့ခမှန်းကြတယ်နော်ဟုတ်ပါတယ်ပေါင်းလောင်းစေလူစေတချို့လည်းထိခတ်မှုရှိခဲ့တယ်လို့သတင်းတွေမှာတွေ့ရတယ်တခြားနေလာတွေဥပမာစစ်ကိုင်းတို့အင်းလေးတို့ကတော့စစ်ကိုင်းမျိုးဆိုရင်တမျိုးလုံးနီးပါးပျက်စီးတယ်လို့ဆိုပါတယ် အင်းလေးကမှလည်းရေလိုင်းကြောင့်ကန်တဲ့ကဟိုတယ်လို့အိမ်လို့ပြိုကြတာတွေရှိခဲ့တယ်။တနင်္ဂနွေအတိုင်းတာနဲ့ဆိုရင်ပျက်စီးမှုကတော်တော်ကြီးမားတဲ့သဘောပဲ။ဟုတ်ကဲ့ကျမတို့ကြီးခဲ့တဲ့စည်ရင်တွေရဆိုလူနေအိမ်13000ကျော်ဘာသာရေးဆောက်ဦးတီထောင်တဲ့ချီလန်းဒီတရာတွေအများကြီးပျက်စီးခဲ့တယ်။ရန်ကုန်ကရော ရန်ကုန်မှာတော့တိုက်ရိုက်ပစ္စည်းမှုနည်းတယ်ဆိုပေမဲ့ရန်ကုန်မှာလစ်စစ်တို့ရေတို့ပြတ်တောက်တာတွေပြီးတော့အထက်မြင့်မှာနေတဲ့သူတွေကငလင်လှုပ်တာကိုတိတိတတ်တာခံစားလဲရတာမျိုးတွေရှိခဲ့ပါတယ်။ဒါဆိုရန်ကုန်ရဲ့ NDA ကိုဆက်ကြည့်ရအောင်။ဒီတစ်ခါတိုက်ရိုက်မထီပေမဲ့ရန်ကုန်ကငလင် NDA မိနစ်ဇွန်တွေမှာရှိနေတယ်။ ခုနှစ်တမ၅လောက်ထိလွတ်နိုင်တယ်ဆိုတဲ့တုံးသက်ချက်တွေရှိတယ်နော်ဟုတ်ပါတယ်1930ဖဲခူးငညင်နှုံးကရန်ကုန်မှာထိခိုက်မှုတွေရှိခဲ့ဘူးတယ်လीဆိုတော့ရန်ကုန်ရအဆောက်အဦဒီအခြေအနေကဘယ်လိုလဲอืมအဲ့ဒါကစင်ခေါမှုတစ်ခုပဲကိုလိုနီခေတ်အဆောက်အဦဟောင်းတွေကပြုပြင်ထိမ့်သိမ်းမှုအားနည်းနိုင်တယ်ခင်မီအထက်မြင့်တိုက်တွေကလည်းငလင်တန်ခနိုင်မှုစံနှုန်းပြည့်မီတယ်လားဆိုတာသိချမသိနိုင်ဘူး။ UNICEF ကတောင်တတိပေးထားတယ်ဆိုတော့ဟုတ်ပါတယ်။လူဦးရေကလည်းတိတ်သေးတော့လေရန်ကုန်မှာငလင်ပြင်းပြင်းလှုပ်ခဲ့ရင် ဆုံးရှုံးမှုကတော်တော်ကြီးမားတော်နိုင်နေ UNDP နဲ့ ECHO တို့ရဲ့ကြိုတင်ပြင်ဆင်အစီအစဉ်တွေရှိပေမဲ့လက်တွေ့အကောင်တဲ့ဖော်မှုကအရေးကြီးဆုံးပါပဲအခုနကပြောခဲ့တဲ့တင်ဆောင်ထိခိုက်မှုစာရင်းကွဲလွဲမှုတွေကြောင့်ပြန်တွားရအောင် NUG ကတမျိုးစက္ကစကတမျိုး DBB တို့ MY တို့ကတမျိုးနိုင်ငံကခံမမှုတွေကတမျိုးဘာလို့ဒီလိုကွာနေရတာလဲအဓိကကတော့အခြေအနေကရှုပ်ထွေးနေတာရေ ဝေးလံတဲ့ဒေသရေးစီတင်းချက်လက်အတိအကျရဖို့ခက်ခဲတာရေကြောင့်မှဆက်သွယ်ရေးလမ်းကြောင်းတွေပြတ်တောက်တာတို့ပါလို့ပေါ့လေ။ဟွန်းတရားဝင်စွန်စန်းစစ်ဆေးမှုတွေမပြီးသေးတာလည်းပါမှာပေါ့နော်။ဟုတ်ပါတယ်။ကနုံးထုတ်ပြန်ချက်တွေဖြစ်နေတာကြောင့်လည်းပါနိုင်ပါတယ်။ဒီကိန်းခဏန်ကွဲလွဲမှုကိုယ်တိုင်ကတင်းချက်လက်ရရှိမှုမှာဘလောက်စိန်ခေါ်မှုတွေရှိသေးဆိုတော့ပြနေတာပါ။နိုင်ငံတကာအကူအညီတွေရောပြည်တွင်းရှင်းလင်းရေးတွေရောရှိပေမဲ့စိန်ခေါ်မှုတွေကတော့ရှိနေတော့မှာပဲ။ဟုတ်ကဲ့ရှိနေတော့မှာပဲ။ကဲဒါဆိုရင် ပြင်းကြီးဆွေးနွေးခဲ့တာတွေကို အချင်းချုပ်ရရင်2025ငလျင်ဟာပျက်စီးဆုံးရှုံးမှုအရန်ကြီးတယ်။မန္တလေးနဲ့နေပြည်တော်ကအဆောက်အအေးပြိုကျမှုတွေက ဆောက်လုပ်ရေးအရေးအသွေးနဲ့စီကံလိုက်နာမှုအားနည်းချက်တွေကိုညွန်ပြနေတယ်။တည်ဆုံးစင်းကွဲလဲမှုတွေကတလင်းရဖို့ခက်ခဲတာကိုပြတယ်။ရန်ကုန်လိုမြို့ကြီးတွေမှာလည်းငလျင်အန်တီကတကယ်ရှိနေတယ်ဆိုတာပါပဲ။ဟုတ်ပါတယ်။ နောက်ဆုံးအနေနဲ့ကျွန်တော်တို့စဉ်းစားစရာတစ်ခုကရောလေဒီငလင်ကလက်ရှိအဆောင်အဝေးရဲ့အားနည်းချက်ကိုဖော်ထုတ်လိုက်တယ်။စစ်ကိုင်းပြည့်၍ကြောရဲ့အန်ဒီကလည်းပျောက်သွားမှာမဟုတ်ဘူးဆက်ရှိနေ ਉਹ မှာဟုတ်တယ်ဒီတော့အနာဂတ်မှာအလားတူဒါမှမဟုတ်ဒီထက်ဆိုးတဲ့ဘေးအန်ဒီကိုကြိုတင်ကာကွယ်ဖို့အထူးသဖြင့်ရန်ကုန်လိုလူဦးရေတိမ့်တိတ်တဲအဆောင်ဦးစင်ခေါ်မှုရှိတဲ့နေရာရောက်ကပေါ့နော်မြို့ပြစီမံကိန်းတွေဆောက်လုပ်ရေးစည်းကမ်းတွေကိုတင်းတင်းကြပ်ကြပ်လုပ်တာတွေ ပြည်သူလူလူကိုကြိုတင်ပြင်ဆင်မှုအတိပညာပေးတာတွေအဲ့လိုအခြေခံကြားရဲ့ပြောင်းလဲမှုတွေကိုခုချက်ချင်းပေါ်ဆောက်လို့ကြမလဲအဲ့ဒါကအရေးကြီးဆုံးမိကုန်းမဲ့ကိုထင်ပါတယ်